ရှေ့ကျတဲ့အစင်လာကြီးတစ်ခုကခိတိကပါကြီးနဲ့အန်ဝင်ခွင်ကြားချစ်ဖို့ဘလောက်တောင်ရုန်းကန်နေရလဲဆိုတာစဉ်းစားကြည့်ဘူးကြလားအခုတစ်ခေါက်မှာတော့ကဘာရှေ့အကျုံးပညာရေးစနစ်တစ်ချေကတစ်ခုဖြစ်တဲ့ဗုဒ္ဓဘာသာဘုံတော်တည်တင်ပြနေရေးအဲ့ဒီမှာဖြစ်ပေါ်နေတဲ့အမတန်အရေးကြီးတဲ့အငင်းသွားမှုတွေစင်ခေါ်မှုတွေအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ကဘာပေါ်မှာရှေ့အကျဆုံးလို့ပြောလို့ရတဲ့ဒီတင်ကြားရေးအစင်လာကြီးကဘာဖြစ်လို့အခုလိုလမ်းဆောင်လမ်းကွာကြီးကိုရောက်နေတာလဲအဲ့ဒီမိခုံးကပဲအခုပြောမယ့်အကြောင်းအရာရဲ့အဓိကအချက်ပဲ ဘာလို့လဲဆိုတော့အဲ့ဒီမေခွန်ရဲ့အဖေကဒီအစင်လာကြီးတစ်ခုလုံးရဲ့အနာဂတ်ကိုပုံဖော်သွားမဲ့နတ်နတ်ရှိုင်းရှိုင်းအကွဲချောင်းကြီးတစ်ခုကိုဖော်ပြနေလိုပါပဲဟုတ်ပြီဒီအကွဲချောင်းကဘင်းနီယာနေဆလာတာလဲဆိုတာကိုနားလည်ဖို့ဆိုရင်လေကျွန်တော်တို့မူလအခြေကအုတ်မြစ်စီကိုရင်ဆောင်ပြင်သွားကြည့်ဖို့လိုပါတယ်အဲ့ဒါကဘာလဲဆိုတော့တင်ယူလိလာခြင်းနဲ့လက်တွေ့ကျင့်ကြံခြင်းအဲ့ဒီနတ်ခုကြာကမက်ချီချောင်းပါပဲ အမိုင်းတစ်လျှောက်ကိုပြန်ကြည့်လိုက်လေဗောဓဘာသာမှာတစ်ခုနဲ့တစ်ခုလုံးဝခွဲလို့မရတဲ့အမှန်တိုင်ခြင်းတစ်ခုရှိခဲ့တယ်။တစ်ခုကတော့ပရိယတိပေါ့ဆိုလိုတာကမြတ်စွာဘုရားရဲ့တရားတော်တွေကိုသင်အပ်လေလာတာ။နောက်တစ်ခုကတော့ပฏิပတိအဲ့ဒါကတော့သင်ထားတာတွေကိုလက်တွေ့ပြန်ပြီးကျင့်ကြံအားထုတ်တာပေါ့။ပြောရင် theory နဲ့လက်တွေ့လိုပဲ။ဒါမှမဟုတ်တင်ကားပြတပြရဲ့ဟုတ်ဘက်ဒီဘက်လိုပဲ။တစ်ခုမရှိဘဲနဲ့နောက်တစ်ခုကပြည့်စုံနေလို့ကိုပြောလို့မရပါဘူး။ဒါပေမဲ့အဲ့ဒီညှိနှိုင်းနေတဲ့ချင်းခွင်ရှားက အမြဲတမ်းတည်ငြိမ်မနေခဲ့ဘူးအထူးသဖြင့်တီရီလန်ကာနိုင်ငံရဲ့တမိုင်းမှာပေါ့နိုင်ငံရေးအကြက်တဲတွေဖြစ်လာတဲ့အခါသာသနာတော်ကိုကာကွယ်ထိန်းသိမ်းဖို့ဆိုတဲ့ရည်ရချက်နဲ့ပရိယတ်တီဟာသာသနာတော်ရဲ့အမြင့်ပဲဆိုတဲ့အဆိုကိုအရင်ပဲအာရုံစိုက်လာကြတယ်။အဲအဲ့ဒီအချင်းကစပြီးတော့ပဲဟိုမျက်ကျင်ညီနေတဲ့ယာကတဖြည်းဖြည်းနဲ့ရိုင်နေလာတော့ပါပဲ။အဲ့ဒီအာနဲ့စပြီးအခုခေတ်ဘွန်ရိုရီတင်ပညာရေးမှာတော်တော်လေးစိုးရင်စရာကောင်းတဲ့လမ်းကြောင်းတစ်ခုပေါ်လာတော့ရဲ့အထူးသဖြင့်ဒီဒီလန်ကာလိုနိုင်ငံမျိုးမှာပေါ့။ အဲ့ဒါကပါလဲဆိုတော့အရေးတွေးထက်အရေးအတွက်ကိုပိုပြီးအာရုံစိုက်လာကြတာပဲအရေးတွေးကိုတောင်စက်တဲပြီးတော့အရေးအတွက်ကိုပဲဦးတည်လာကြတဲ့အခြေအနေမျိုးပေါ့ဒီဘားချကိုတကြက်ကြီးလိုက်ရင်ပြည်ထနာကဘလောက်ကြီးလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ကြောင်းတိုက်တီတက္ကသိုလ်တွေကတော့ဖွင့်လိုက်တာ90ရာခိုင်နှုန်းလောက်အထိတိုးလာတယ်။ဒါပေမဲ့တက္ကသိုလ်ကိုကျွမ်းကျင်နေထိုးထွင်းတိမြင့်နိုင်စွမ်းရှိတဲ့ပညာရှင်တွေမွေးထုတ်နိုင်မှုကတော့20ရာခိုင်နှုန်းလောက်မှာပဲရှိနေလေ။ အဲ့ဒီတော့ပါချီလဲဆိုတော့အဆောင်လေးအခွက်ကြီးတွေပဲများလာပြီးအတိပညာရဲ့အနှစ်တာယာအနက်အဆိုင်ကတော့တပီဖီးနဲ့တင်ကောလာတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့။ဒါဆိုရင်ဘာလို့ဒီလိုဖြစ်နေရတာလဲ။အဓိကအားနည်းချက်တွေကဘာတွေလဲဆိုတာကြည့်လိုက်တော့အချက်လက်တွေကညွန်ပြနေတာကတော့တစ်ခုကပါဠိညတက္ကတလို့အခြေခံအကျုံးဆုံးဘာသာစကားလေးမှာကျွမ်းကျင်မှုတော်တော်လေးနေပါလာတယ်။ပြီးတော့တဒနာဓိကဘေးဒါတွေကိုနိုင်ရှင်ပြုဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းလဲအားနည်းလာတယ်။အရေးကြီးဆုံးကတော့ အနောက်တိုင်းနဲ့အခြားအိန္ဒိယကအတွေးခေါ်တွေနဲ့လုံးဝကိုအဆက်ပြတ်နေတာပါပဲအဲ့ဒီအချက်တွေအားလုံးကနေပြီးတော့ဒီနေ့ခေတ်ရဲ့အကြီးအမားဆုံးအပြင်းထန်ဆုံးအငင်းအခုန်ကြီးတစ်ခုစီကိုဥတီသွားပါတော့တယ်အဲ့ဒါကဘာလဲဆိုတော့လောကီပညာနဲ့လောကုတ္တရာပညာဘေးဟာကိုဦးစားပေးမလဲဆိုတဲ့ပဋိပက္ခပါပဲပိုရှင်းအောင်ပြောရရင်ယဟန်တော်တပားရဲ့ပညာကြီးမှာဘလိုပါတာရက်ဒီပါဝင်တွင်တယ်လဲဆိုရဲအခြေခံကြဆုံးမိခွန်းကြီးတစ်ခုပေါ့အလိကမေခွန်းကအယံကိုတိုင်းရိုက်ဆန်ပါတဲ့ ယဟန်တပါရဲ့ပညာရေးမှာအင်္ဂလိပ်စာတစ်ပန်သင်ချာထလိုပါတာရက်တေပါတင်လားမပါတင်ဘူးလားဒီမေခွန်လေးတစ်ခုတည်းကပဲတန်ကအတိုင်းဝိုင်းတစ်ခုလုံးကိုနှစ်ချံခွဲသွားစေပြီးတော့21ရာစုမှာယဟန်တပါဖိယချင်းရဲ့အသေးပေကဘာလဲဆိုတာကို ပြန်ပြီးမေခွန်ထုတ်နေတယ်လို့ပါပဲဒီနေရာမှာတော့ဖိချာရာနှစ်ခုကတော်တော်လေးကိုတင်းမာနေလားတွေ့ရမှာပါတဘက်ကရှေးရိုးဆွဲမြင်သူတို့ကဘာပြောလဲဆိုတော့ ယဟန်တပါတဲ့အဓိကရည်မှန်းချက်ခါလောကီပညာတတ်ဖို့မဟုတ်ဘူးဝိမု ക്തി တရားရဖို့လွတ်မြောက်ဖို့ပဲဒါကြောင့်ပါဠိကျမ်းဂန်ဒီကိုပဲအဓိကထားအာယုံစိုက်တင်တယ်လို့ဆိုလေဟိုဘက်ကခင်မြင်အမြင်ရှိသူတွေကတော့မဟုတ်ဘူးခက်တဲ့လူမှုပြဿနာတွေကိုနားလည်ဖို့သာသနာပြုလုပ်ငန်းတွေမှာထိထိရရောက်စောင့်ရနေဖို့အတွက်လောကီပညာဆိုတာမရှိလို့ကိုမဖြစ်ဘူးလို့ပြန်ပြီးခြေပြောက်ကြပါတယ်ရှိရွှဲအမြင်ပတ်သက်လာတဲ့အင်မတန်စွမ်းအားကြီးတဲ့စကားတစ်ခုရှိပါတယ်။အဲဒါကတော့ ီလောကီဘာသာရဲ့တေဟာနိဗ္ဗာန်ရောက်ဖို့အတွက်အန္တရာယ်များတယ်ဆိုတာပါပဲ။ဘာလို့လဲဆိုတော့သူတို့ရဲ့အမြင်မှာဒီလောကီပညာတွေကစစ်ကိုအပြင်လောကကြီးစီကိုပဲဆွဲခေါ်သွားပြီးတော့အတွင်းစစ်ရဲ့ငြိမ်းချမှုဝိမုတိတရားကိုရှောက်ဖွေတဲ့လမ်းကြောင်းကနေထွေပြေးသွားအောင်အာယုံလွှဲနိုင်တယ်လို့သူတို့ကအခိုင်အမာယူဆထားကြပါတယ်။ဒီလိုသဘောထားကွဲလွဲမှုတွေကစောက်ထဲမှာပဲစာတင်ခန်းထဲမှာပဲရှိနေတာမဟုတ်ပါဘူး။လက်တွေ့ဘဝမှာတကယ့်ကိုကြီးမားတဲ့အကျိုးဆက်တွေရှိနေရပါတယ်။အဲ့ဒီထဲမှာအထင်ရှားဆုံးကတော့ တာငါတော်ရီနဲ့တာမန်လူဖတ်စီကြားကကွာဟွားမှုကတနေ့တစ်ချက်ပို့ပြီးကျေပြန့်လာတာပါပဲ။တတိယအကျိုးဆက်တွေထဲကတစ်ခုကတော့တာပါပဲ။တချံတုန်းကလူဖွဲ့စီရဲ့ယဉ်ကျေးမှုပညာရေးနဲ့ကိုချင်းတရားပိုက်ဆိုင်ရမှာဥဆောင်လမ်းပြသူတွေဖြစ်ခဲ့တဲ့ယဟန်တန်ကာရီရဲ့အခန်းကဏ္ဍကတဖြည်းဖြည်းနဲ့မင်းမင်ပြောက်ွယ်လာနေတာပါပဲ။တကယ်လက်တွေ့မှာဘာတွေဖြစ်လာလဲဆိုတာကိုအသေးစိတ်ရှိရမော။ရွှေကြတဲ့တရားတော်တွေကိုခေတ်သစ်ဘဝနဲ့ဘယ်လိုဆက်ဆိုင်လာမလဲဆိုတာပြောပြဟုတ်ခတ်လာတယ်။ ။တချင်ကကဘာကျော်ရှိခဲ့တဲ့ပညာရှင်မျိုးဆက်တွေဆိုတာလေတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာနေပြီ။အာရှကဘူဒဘာသာတက္ကတိုတွေကအနောက်တိုင်းတက္ကတိုတွေရဲ့နောက်မှာတူတူလေးကျန်နေခဲ့ပြီ။စာအုပ်အသစ်စမ်းတွေထုတ်ဝေတာမျိုးလည်းမရှိသလောက်ရှားတော့ပြီးအဟောင်းတွေကိုပဲပြန်ထုတ်နေကြတာများတယ်။အစိုးဆုံးကတော့တာမန်လူတွေရဲ့နေစဉ်ဘဝအတွေ့အကြုံတွေနဲ့တဖြည်းဖြည်းကင်းကွာလာတာပါပဲ။ဒီလိုကင်းကွာလာရတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုကအတွေ့အကြုံကွာဟာမလို့ပြောလို့ရပါတယ်။စင်မချီလေးရဟန်းတော်အများစုက ငငယ်လေးကတည်းကယဟန်ပောင်ကိုဝန်းကြတာများတဲ့အဲ့ဒီတော့လော်ကီဘဝရဲ့အခက်ခဲတွေစင်ခေါ်မှုတွေကိုကိုရင်ကိုကြတွေ့ကြုံခန်းစားဖို့တော့အရင်နေတော့တယ်အဲ့ဒီခါမှာဘာဖြစ်လာလဲဆိုတော့တာမလူတွေရဲ့နေစဉ်ဘဝပြဿနာတွေအပေါ်မှာတရားတော်တွေကိုလက်တွေ့ကျကျဘယ်လိုအသုံးချရမလဲဆိုတာကိုလမ်းညွှန်ပြဖို့အခက်ခဲလာစေတာပေါ့ဒါဆိုရင်အခုဖြစ်နေတဲ့ပြဿနာတွေအားလုံးရဲ့အရင်းမြစ်အထက်ကကြားဆုံးမိခွန်းကြီးတစ်ခုစီကိုကျွန်တော်ပြန်သွားကြည့်ကြရအောင်အဲ့ဒီမိခွန်းကတော့ဒီပညာရေးစနစ်ကြီးရဲ့တကယ်အန်တီမရေမန်းချစ်ကဘာလဲဆိုတာပါပဲ ေသမနာအလုံးရဲ့အရင်မြစ်ကဒီတစ်ချက်သေးပါပဲ။နှစ်စကြည့်ရဆုမှာဘုံတို့ကြီးတင်ပညာရေးရဲ့အကြီးကရွေးချက်ကဘာဖြစ်တင်တယ်လဲဆိုတာကိုအလုံးကဘုံတော်ဘူးတူညီချက်တစ်ခုမရသေးဘူး။အဲ့ဒီလိုအခြေခံအုံမြစ်ကြီးတဲ့ဘုံရီမန်းချစ်မရှိဘဲနဲ့လို့ကြံတဲ့အရာအလုံးကရင်းရိုက်နေအောင်မှာပါပဲ။အဓိကပန်းနိုင်ကဘာဖြစ်စင်လဲ။ပညာရပ်ပိုင်းမှာထူးချွန်ပြောင်းပြောင်းဖို့လား။ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုအထက်ဖေလား။ဒါမှမဟုတ်ရင်တော့လူအဖွဲ့ကြီးကိုထိထိရောက်ရောက်လမ်းညွှန်မှုပေးနိုင်ဖို့လား။ ဒီရင်မန်းချက်တီကတခုနဲ့တခုသွားရမယ့်လမ်းကြောင်းမတူတဲ့အတွက်အားလုံးသဘောတူညီမဲ့အဖြစ်တခုရဖို့အရန်ကိုခက်ခဲနေတာဖြစ်ပါတယ်။ဒီညင်းခုံကစာတင်ခန်းတွေကပညာရေးဆိုင်ရာကိစ္စတခုတည်းလုံးဝမဟုတ်ပါဘူး။ဒီကိစ္စကရှေ့ကျတဲ့အစင်လာကြီးတခုဟာဒီကဘာကြီးမှာအသက်ဝင်နေစဉ်စီလာမိုးရှိနေစဉ်ကောက်ချိုးဖြူဆွဲရတခုအဖြစ်ဘလို့ဆက်ပြီးရည်တည်သွားနိုင်မလဲဆိုတာကိုအဆုံးဖြတ်ပေးမယ့်ကိစ္စရည်တည်တခုဖြစ်နေတာပါအမန်တော့ဒီပြဿနာရဲ့အဖြေက ဘိုးထဘာသာတစ်ခုတည်းအတွက်ပဲအရေးကြီးတာမဟုတ်ပါဘူး။ဒါကြောင့်နောက်ဆုံးအနေနဲ့အားလုံးအတွက်စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ပဲအဆုံးသတ်လိုက်ပါစေ။ရှေးဟောင်းအသိပညာတွေဟာအရှင်ရဟုံနဲ့ပြောင်းလဲနေတဲ့ခေတ်သစ်ကဘာကြီးထဲမှာသူတို့ရဲ့နေရာသူတို့ရဲ့အတန်ကိုဘလို့ပြန်ရှားတွေ့နိုင်မလဲ